ရုပ်ရှင်စတင်ချိန်မှာပဲကြမ်းတမ်းတဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကိုစတင်မြင်တွေ့ရမှာပါတယောက်တော်သူကရေနွေးပူတွေလောင်းချလို့အရေကုန်တွေကွာကြတာအချို့သူတွေကမိရှုခံရတာတချို့ကနာယီပေါင်းများစွာရေနစ်တက်ခံရတာတွေကိုတွေ့ရပါတယ်ဒီနှိပ်စက်မှုအလုံးကိုအတင်းအကျပ်ကြိခိုင်းခံရတဲ့သူတွေထဲမှာဖုန်းတော်ကြီးခရစ်စတိုဘယ်ဖာယာလည်းပါဝင်ခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ဒီလူအလုံးခရစ်ယာန်ဘာသာကိုကူးပြောင်းခဲ့တာဟာသူကြောင့်မို့ပါပဲအာနာပိုင်တွေကလူတွေကိုယေရှုခရစ်ရဲ့ရုပ်ပုံပေါ်နင်းချေခိုင်းပါတယ်နင်းချေတဲ့သူတွေကအသက်ချမ်းသာရရပြီမဲ့မနင်းချေတဲ့သူတွေကတော့အပြင်းထန်နှိပ်စက်ခံရပြီးတည်ဆုံးခဲ့ရပါတယ် နှစ်အနည်းငယ်ကြာတော့ဖာရာရဲ့တပည့်ဖြစ်တဲ့ဘုံတော်ကြီးနှစ်ပါးကိုတွေ့ရပါတယ်အီတလီဘုံတော်ကြီးတပါးကဖာရာဂျပန်ကနေပို့လိုက်တဲ့စာတစောင်ကိုသူတို့ကိုပြပါတယ်စာဖတ်ပြီးတဲ့အခါမှာသူတို့အံ့အားတင်သွားရပါတယ်ဘာလို့လဲဆိုတော့ဖာရာဟာဂျပန်မှာခရီးယန်ကနေဗုဒ္ဓဘာသာကိုကူးပြောင်းသွားခဲ့ပြီလို့သိလိုက်ရလို့ပါသူတို့မယုံနိုင်ကြပါဘူးဘာလို့လဲဆိုတော့ဖာရာဟာယေရှုအတွက်အသက်ပေးမဲ့သူဘယ်တော့မှယုံကြည်ခြင်းပြတ်မှာမဟုတ်တဲ့သူလို့သူတို့သိထားလို့ပါ သူတို့နှစ်ယောက်ဟာဖာရာကိုတွေ့ဖို့ဂျပန်ကိုသွားချင်ခဲ့ကြပါတယ်။ဒါပေမဲ့အီတလီဘုန်းတော်ကြီးကဂျပန်ဟာခရီးရန်တွေအတွက်အရန်အနေအများတယ်။မင်းတို့သွားရင်ဖာသဲဖာရာလိုပဲဖြစ်လိမ့်မယ်လို့တားမြစ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာအတင်းကျပ်သွားဖို့ဆုံးဖြတ်ခဲ့ကြပြီးနောက်ဘုန်းတော်ကြီးကနောက်ဆုံးမှသဘောတူလိုက်ပါတယ်။ဂျပန်ကိုတရားမဝင်လိုက်ပို့ပေးမဲ့တရုတ်လူမျိုးတဦးနဲ့အတူသူတို့ခီးစတင်ခဲ့ကြပါတယ်သူတို့နဲ့အတူကီချီဂျီရိုဆိုတဲ့ဂျပန်လူမျိုးတဦးလည်းပါခဲ့ပါတယ်ကီချီဂျီရိုရဲ့မိသားစုဟာခရစ်ယာန်ဘာသာသို့ကူးပြောင်းလို့အရှင်လက်လက်မိရှုခံခဲ့ရဘူးသူပါ ခီးချမ်းပြီးနောက်၃ဦးသားဂျပန်ကိုရောက်ခဲ့ပါတယ်သူတို့ကိုကြိုးဆိုသူတွေကဒီနေရာကဘေးမကင်းဘူးသူတို့မမြင်ခင်ရှောင်ရမယ်လို့တတိပေးခဲ့ပါတယ်ရွာသားတွေကအရင်ထက်ခရစ်ယာန်တွေပိုတက်ခံနေရကြောင်းပြောပြခဲ့ပါတယ်ဘုန်းတော်ကြီးတွေရောက်လာတာဟာယေရှုရဲ့ဆုတောင်းတန်ကိုကြားလို့ကူညီဖို့ဆေးလွတ်လိုက်တာလို့ရွာသားတွေကယုံကြည်နေကြပါတယ် လူတွေဘလို့ယုံကြည်ချက်ခိုင်မြဲနေကြလဲလို့စီဘက်စကီယာကမေးမြန်းတဲ့အခါရွာသားတွေဟာလှုပ်ဝက်ဆူတောင်းကြပြီးအာနာပိုင်တွေမလာခင်ယေရှုနဲ့ပတ်သက်တာမှန်သမျှဖျောက်ဖျက်ထားကြောင်းရှင်းပြခဲ့ပါတယ်။ဥပမာဖြာအောက်မှာပုံတော်ကိုဝတ်ထားခြင်းခရိယန်အကြောင်းသတင်းပေးရင်ငွေတင်ကားတရဖုံးတော်ကြီးအကြောင်းသတင်းပေးရင်ငွေတင်ကားတုံယာစုချအကြောင်းစီဘက်စကီယာသိလိုက်ရပါတယ်။စီဘက်စကီယာနဲ့ဖရန်စစ္စကိုတို့ဟာလှုပ်ဝက်ခံပါတယ်တဲထဲမှာရပ်ပေါင်းများစွာပုံအောင်ခဲ့ကြရပါတယ်။ဖရန်စစ္စကိုစိတ်မရှိတော့ပါဘူး။ ီလူတွေကြောက်စိတ်တွေလွှမ်းနေပြီးဖာယာအသက်ရှင်နေမရှင်တော့မသိရဘူးလို့ဒေါသတကြီးပြောပါတယ်ဒါပေမဲ့စီဘက်စတီယာကငါတို့မကူညီရင်သူတို့ယုံကြည်ချက်ပြတ်သွားလိမ့်မယ်လို့ရှင်းပြပါတယ်တရက်မှာတော့ဖရန်စစ္စကိုစိတ်ပြတ်ပြီးအပြင်ထွက်ခဲ့ရကနေသူတို့နှစ်ယောက်ကိုလူတွေမြင်သွားခဲ့ပါတယ်ကြောက်လန့်တကြားနဲ့သူတို့တဲတဲပြန်ဝင်ပုန်းခဲ့ကြရပါတယ် နောက်ပိုင်းမှာသူတို့ဟာအကူအညီလိုအပ်နေတဲ့ခရီးရန်အချို့နဲ့တွေ့ဆုံခဲ့ပြီးကီချီဂျီရိုအကြောင်းအမှန်တရားကိုသိလိုက်ရပါတယ်။ကီချီဂျီရိုဟာလွန်ခဲ့တဲ့၈နှစ်ကခရီးရန်ဖြစ်ခဲ့ပြီးသူ့မိသားစုကိုခရစ်တော်ကိုစော်ကားခိုင်းစဉ်မှာသူဟာယေရှုရုပ်ပုံပေါ်နင်းပြီးအသက်ရှင်ခဲ့ပေမဲ့သူ့မိသားစုတစ်ခုလုံးကတော့ငြင်းဆန်ခဲ့လို့သူ့မျက်စိရှိမှာအရှင်လက်လက်မိရှုခံခဲ့ရပါတယ်။ နောက်တနေ့မှာစီဘက်စတီယာဟာအခြားရွာတွေကိုတွားပြီးခရီးယန်တွေကိုအားပေးဖို့ဆုံးဖြတ်ခဲ့ပေမဲ့ရွာကောင်းဆောင်မူကီချီကတားမြစ်ခဲ့ပါတယ်စီဘက်စတီယာကတော့မူကီချီကိုရွာမှာထားခဲ့ပြီးသူတယောက်တည်းခီးဆက်ပါတယ်သူတွားတဲ့ရွာမှာလူတွေဟာခက်ခဲတဲ့ကြားကယုံကြည်ချက်မပြတ်သေးတာကိုတွေ့ရပါတယ်ဖာရာကိုနောက်ဆုံးမြင်ခဲ့တဲ့နေရာကိုတိတဲ့အဖိုးတို့အူကိုလည်းတွေ့ခဲ့ရပါတယ်နဂါဆာကီမှာပါယုံကြည်ချက်ခိုင်မာစေ